အဲ့တော့ဩဝါဒအနုမောဒနာတရားအနေနဲ့ဟိုအိန္ဒိယမှာနာမည်ကြီးတဲ့ဝစ္စည်းတွေပေါ့ဝစ္စည်းတွေကြီးပွားရခြင်းအကြောင်းချမ်းသာရခြင်းအကြောင်းဝစ္စည်းတွေကတန်ပြာဒါကြီးကျေတော့မဟုတ်ဘူးဒါပေမဲ့လို့တန်ပြာကြက်ကြက်လက်လက်ရှိပြီးတော့အဲ့ဒီဝစ္စည်းတန်ပြာဘယ်သူမှစစ်တိုက်လို့မရခဲ့ဘူးပေါ့စောစောပိုင်းအချင်းအလုံးမတန်ကောင်းတဲ့ဖွဲ့စည်းပုံနေနဲ့ နေကြအဲ့ဒီဝစီတန်းပြူအဲတခါတည်းလက်ဆောင်တို့ပြီးတော့ပေးကြနေတဲ့လူတွေလည်းရှိတယ်သူအပြင်အစတသက်တူလို့ပေါ့ငါတသက်ဆိုတာဒီအိန္ဒိယအင်ပါယာကြီးမှာအကြီးဆုံးပါဝါအရှိဆုံးစစ်တပ်ကိုလည်းပိုင်ဆိုင်ခဲ့တယ်လက်နက်နိုင်ငံကြီးလည်းဖြစ်ခဲ့တယ်ပေါ့နော်အဲဒီနိုင်ငံရေးစစ်ရေးပညာရေးမှာအကောင်လုံးတို့ခက်တို့ခါကထိတ်ဆုံးကနေခဲ့တဲ့အဲနိုင်ငံကြီးပေါ့အောက်ချုပ်တဲ့ဘေးအနေနဲ့တကယ်ကိုစွမ်းသက် တမစောင်းဝတ်နိုင်ကြတဲ့ဘယင်တွေပဲပြီးသားသားတို့အစတတ်တို့ဘယင်တွေပေါ့အဲ့ဒီဘယင်တွေနေတဲ့မာဂရတိုင်းမာဂရတိုင်းအသိဝေးတာမဟုတ်တော့အဲ့ဒီဝေးစီတိုင်းကိုခဏခဏအစ်စ်တိုက်တယ်ရှုံးမယ်ရှုံးမယ်ဒါဒီဝိဇိတရားကြည်ကြည်လည်လည်နဲ့အောင်မြင်ရတယ်ပေါ့နော်။ဘာကြောင့်အောင်မြင်တာလဲဆိုတာအဲ့ဒါစနီးနာဆိုတော့မာဂလန်တိုင်းပြည်အစတတကဝတ္တကာရဆိုတဲ့ပုံနာလွတ်ပြီးတော့စနီးနာတော့ ဘယ်ဘုံကိုတည်သွားပြီးဇနီးနာရအကောင်းဆုံးလဲဆိုအလုံးစုံသိတာတော့ဘုရားပဲသိတာဘုရားသိသွားပြီးဇနီးနာဆိုပြီးတော့အဲ့တော့အစတတဘယင်နဲ့ဝတ္တသာရပုံသားတို့နှစ်ယောက်ပေါင်းနေပြီးတော့ဘုရားစီသွားပြီးဇနီးနာကဝိစီတွေဘာလို့ကြီးပွားနေတာလဲဝိစီတွေဘာလို့ချမ်းသာနေတာလဲဆိုတဲ့အကြောင်းမေးတယ်ဘုရားမပြောဘူးမပြောပြီမလို့ဘေးနားမှာရှိတဲ့အာနန္ဒာကိုပြောတယ် ဝတ္တဂါထာကြီးကိုမပြောဘဲနဲ့အာနန္ဒာကိုပြောလိုက်တာပေါ့အာနန္ဒာတဲ့ဝိစီတွေကြီးပွားနေတာချမ်းသာနေတဲ့အကြောင်းမျိုးရှိတယ်အဲ့တော့ဘုရားကပြောလို့ဆိုဝိစီတွေသူတို့မကြာမကြာစီဝေးကြတယ်လို့မင်းသတင်းကြလားကြားတယ်ဗျာအေးအဲ့ဒါဆိုဝိစီတွေကြီးပွားမှာပဲဒါတော့မဆော်ရမှာမဟုတ်ဘူးတဲ့အဲ့တော့အဲမပြတ်ခါများစီဝေးညာသင်အားကြီးပွားချမ်းသာပြီး မပြအခါကစီဝေးပြီးတော့နေထိုင်မယ်ဆိုလို့ရှိရင်ကြီးပွားချမ်းသာမယ်ဆိုတဲ့မှတ်ချက်ကိုပြရသေးတယ်။အဲဒါကြောင့်ကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့ဒီအဖွဲ့စည်းကြီးတိုးတက်အောင်မြင်နေတယ်ဆိုလို့ရှိရင်စီဝေးပွဲတွေမကြာခဏလုပ်ရမယ်ပေါ့။ဟိုတနေ့ကတော့စီဝေးပွဲပြောတော့မပါဘူးပေါ့နော်။အဲ့တော့မပြခါများစီဝေးညာသင်အား ကြီးပွားတိုးတက်အောင်မြင်ပြီနော်အဲကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့အောင်မြင်ရတယ်ဆိုလို့ရှိရင်ဒီကျောင်းမှာနေပြည်တော်ကလည်းပါလို့အဖွဲ့အစည်းရဲ့အောက်ဆရာဖွဲ့စည်းရဲ့ပရက်စီဒန့်ဖွဲ့စည်းရဲ့အကြီးအမှုဖြစ်နေတဲ့ခါမှာစီဝေးဝဲတွေလုပ်ဖို့မနေရဘူးမတ်ချက်တခုပေါ့နော်နောက်တစ်ခုဘုရားအရှင်အာနန္ဒာဝဲမြေပါအာနန္ဒာစီဝေးပွဲတွေလုပ်ပြီးလို့ရှင်သူတို့အတူတူပြန်သွားကြသလားတဲ့ဒါလည်းမတ်ချက်တခုပဲ အတူတူပြန်သွားကြတာဗျာတဲ့ဘယ်သူမှတီတိုတီတိုမကြံခဲ့ဘူးပေါ့နော်ဟိုလူနဲ့ဒီလူနဲ့တီတိုတီတိုမကြံခဲ့ကြအောင်စီဝဲနေတယ်ဘုံမထပြန်သွားကြတယ်အေးအဲ့ဒါဆိုလေသူတို့ကြီးပွားမှာပဲအဲချမ်းသာပြီးတော့အောင်မြင်တယ်ဥမာပဲသူတို့ငြိမ်းနေကြအောင်ပါဘာမတိပခမှမရှိဘူးပေါ့စီဝဲလည်းမပြောစရာရှိတာပြောပသွားပြီးပေါ့နော်အပြောတန်ကြီးစီဝဲမှာပြောပြီးပြီးကမှတီတိုတီတိုကိုလို့တီတိုမလို့ဘူးပေါ့အဲ့ကြောင့်မလို့လားသူတို့ကအောင်မြင်ကြမလဲပေါ့အဲ့ဒါမျိုးစီဝဲပညာတူပြန်သွား ကြီးပွားချမ်းသာအောင်မြင်ပြီးစီဝေးပြီးတယ်ဆိုလို့ရှိရင်အတူတူပြန်သွားအောင်ဒီကြီးကိုခံပါရင်တည်းမှာဟိုလူကြံနေကဒီလူကြံနေကမဖြစ်စေနဲ့ပေါ့တော်တယ်မလားအဲဒီလိုဒီလိုနဲ့ကြံနေဟိုပြောဒီလိုပြောပါလေအဲဒါသဘောထားအကွယ်လွဲကျင်တယ်သဘောထားအကွယ်လွဲကျင်တယ်အဲကြောင့်စီဝေးရမယ်စီဝေးပြီးအတူတူပြန်သွားအောင် Now အဲမြတ်စွာဘုရားအာနန္ဒာကိုပဲဆက်ပြီးတော့မြည်တယ်အာနန္ဒာဝစ္စည်းတွေကတဲ့စီတန်းချက်တွေ ဥပ္ပလီတွေအသက်အသက်တွေထထထုတ်သလားမထုတ်ဘူးဗျာအရင်ဟာကိုပဲကြည်ကြည်လက်လက်နဲ့လိုက်နိုင်ကြတယ်အဲ့ဒါလည်းအမှတ်ချက်ကူပဲစီကံကျက်များထမထုတ်များကြီးပွားတိုးတက်ချမ်းသာအောင်မြင်ပြီလူအုပ်ွက်စီကိုပွက်သီးတဲ့အခါမှာအုပ်ချုပ်တဲ့အခါမှာစီကံကျက်တွေတော့လူတွေအသက်မကြိုက်ကြဘူးလေရှင်းလူတွေထုတ်ထားခဲ့တဲ့စီကံဥပ္ပလီအတိုင်းပဲကြည်ကြည်လက်လက်နဲ့အဲ့ဒါနဲ့အညီ နေကြတယ်ဗျာပေါ့ဝစီတွေအားဒါဆိုဝစီတွေဟာဟိုဒီယူကကြီးပွားဖို့ချမ်းသာဖို့အောင်မြင်ဖို့ပဲရှိတယ်တော့ပြိဟာလေးတို့ဘယ်တော့မှဆော့ရမှာမဟုတ်ဘူးအဲ့ဒီတိုင်းကထိတ်သွားပေါ့တကယ်လို့လိုအပ်ရင်ဟောလိုအပ်ရင်ဆော့တော့စီဝေးကြတယ်လေတင်ကြီးတင်ညွတ်တဲ့စီဝေးကြတယ်အဲတင်ကြီးတင်ညွတ်တဲ့စီဝေးပြီးတော့ဥပဒေတွေထောက်အောင်ပြင်းစင်ပြာရှိပြင်းစင်အောင်လေနန်တာတကြည့်တော့ပဲဟုတ်ပါဘူး။ဒါကြောင့်မလို့စီကန်းချက်များတိုးပြီးတော့မထုတ်ဘူးဆိုလို့ရှိရင်ရှေးတော့ ထုတ်ထားခဲ့တဲ့စီကြံချက်တွေနဲ့ကြည်ကျလေးလေးနေထိုင်အုပ်ချုပ်တယ်ဆိုလို့ရှိရင်အဲဒါကြီးပွားတိုးတက်ချမ်းသာအောင်မြင်မယ်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားကအာနန္ဒာကိုပြောတာဒီနာမဝတ္တကာရမတိတော်တော်နားထောင်နေတာပေါ့နော်အချက်ဘယ်နှချက်ရပါပြီလို့ဆိုတော့ဘုချက်ရပါပြီနောက်တစ်ချက်ကြတော့ကြီးတဲ့သူအာယုတိညာကြီးပွားတိုးတက်ချမ်းသာအောင်မြင်ပြီဝိစီတေ အနန္တတို့တို့တက်ကြီးတဲ့တချို့ယာလူကြီးတာရှိတယ်ပေါ့ယာလူကြီးတာလည်းပဲယူအသေးလေးစားရမှာလေအသက်ကြီးတဲ့လူလည်းယူအသေးလေးစားရမှာမို့လားအေးကြီးတယ်ဆိုတော့ဂုံမိုးရှိတဲ့ပုံကိုယ်တွေကိုတို့လေးစားကြအသေးရဲ့လားပေါ့အာတို့တို့လည်းကြီးတဲ့သူတွေကိုလေးစားကြတယ်ဗျာယာလူရှိတဲ့လူလည်းယာလူကြီးတဲ့လူမလို့ဆိုပြီးတော့ဒါတို့လေးစားကြအသက်ကြီးတဲ့လူကိုလည်းပဲယာလူကြီးတဲ့သူတွေကလည်းပဲအပြန်အလှန်လေးစားမှုရှိကြတယ်ပေါ့နော်အာဒါဆိုဝိစီတွေကကြီးပွားတိုးတက်ပြီးတော့အောင်မြင်နေမှာပဲ ဝိဇ္ဇီရဲ့အကြဆုံးကမ်းဆိုတာရှိနေတယ်။ဒါကြောင့်ဒီအချက်လည်းသတိထားရမယ်။ကြီးတဲ့သူအားယုံသိညာကြီးပွားတိုးတက်ချမ်းသာအောင်မြင်ပြီးတိုးတက်အဲရာဒူအနာကြီးတယ်ဆိုတဲ့ပုံပေါ်တွေကိုအချင်းချင်းအကုန်လုံးကလေးစားကြပြီးတော့နောက်တစ်ခါမှလည်းဆိုအသက်ကြီးတဲ့ပုံပေါ်တွေကလည်းယူသိလေးစားခြင်းကိုထိုက်တယ်တို့အဖွဲ့စည်းတွေမှာဆိုတော့စီနီယာဂျူနီယာတော့စကားတော့ပြောတာပေါ့နော်အဲစီနီယာသမားတွေက ဟိုအသက်ကြီးလာပြီဆိုလို့ရှိရင်တော့အဲ့ဒါပရိထားအဲ့ဒီလူတွေကိုရုပ်သိမ်းပေးစားဖို့ပေးရမှာပေါ့ဘုရားစီရနဲ့အသိဉာဏ်တွေရှိတယ်ကိုကဒီပြောမယ်ဆိုလို့ရှိရင်တော့သူတို့စီရဘာတွေရမလဲဆိုရင် life education တွေရနေတာအသက်ကြီးတဲ့လူကကိုယ့်တဲ့အဲ့ဒါပါတယ်လေဘဝအတွေ့အကြုံတွေနဲ့သင်ခန်းစာတွေပါအဲ့ဒါအသက်ကြီးတဲ့လူတွေတည်းကဘဝအတွေ့အကြုံတွေနဲ့သင်ခန်းစာတွေလည်းရုပ်သိမ်းပေးစားခြင်းဖြင့် ရအောင်ယူပြီးတော့နေထိုင်ကျင့်သုံးမယ်ဆိုလို့ရှိရင်လည်းအောင်မြင်အောင်ကြီးမားအောင်တွတ်တက်ကြအောင်ချမ်းသာကြအောင်ပဲတဲ့ဒါနံပါတ်၄ပေါ့အကြီးလက်သူတွေစင့်စင်ကိုရုပ်သိမ်းလေးစားရမယ်မယုံမသိမလို့ရအောင်မယုံမသိလောက်လို့ရှိရင်အဲ့ဒါမယုံမသိလောက်တဲ့သူဟာပျက်စီးတတ်တယ်ဆိုးရွားတတ်တယ်ကြရှုံးတတ်တယ်အဲကြောင့်ရာဇူးကြီးတဲ့သူကိုအချင်းချင်းလေးစားကြပါအေး အသက်ကြီးတဲ့သူကလည်းပဲလေးစားခြင်းကထိုက်ပါတယ်ဆိုပြီးတော့ကြီးတယ်ဆိုတဲ့နေရာမှာတော့နှစ်မျိုးပေါ့ယာတူးနဲ့အသက်ဟုတ်တယ်မလားယာတူးကြီးတဲ့နေရာမှာဆိုယာတူးကြီးတဲ့သူလေးစားအသက်ကြီးတဲ့နေရာမှာဆိုရင်အသက်ကြီးတဲ့လူလေးစားကြပေါ့နောက်ဒါမှငါအချက်ကတော့အလိုယမက်အားတိခဏ်ညာကြီးပွားတိုးတက်ချမ်းသာအောင်မြင်ပြီလူတွေမှာလူတိုင်းလူတိုင်းမှာလောဘရှိကြတယ်လေ မှန်ပါဗျာအဲ့လိုအလိုရမက်တွေကိုသိခံနိုင်တဲ့လူဟာအောင်မြင်ခြင်းစီကိုရှေ့ရှုနေတဲ့လူပဲเนาะဆိုတဲ့ကကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့တိုးတက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်အလိုရမက်တွေဒါတော့ဒီနေ့စဉ်ဘဝမှာအလိုလိုအပ်ချက်တွေလည်းရှိတယ်ပေါ့နော်အဲ့ဒါတွေတော့ဒီကာမဂုဏ်အာယုန်တွေဟောပေါ့နော်အဲ့ဒါတွေကိုသိခံနိုင်လို့ဆိုလို့ရှိရင်ပြည့်ပြည့်ပုံပုံဟာကြီးပွားခြင်းဒီ စံတဲ့စီကိုအောင်မြင်တဲ့စီကိုရောက်မှာပဲတဲ့အဲဒါကြောင့်အလိုရမဲ့အားတိခဏ်များကြီးပွားတိုးတက်ချမ်းသာအောင်မြင်ပြီအလိုရမဲ့တွေကိုတိခဏ်ပြီးတော့ကြီးပွားအောင်ထုတ်တက်အောင်ချမ်းသာအောင်အောင်မြောင်နေပါဒါဆိုလို့ရှိရင်ကြီးပွားလို့ဒီချမ်းသာတဲ့တိုးတက်အောင်မြင်တဲ့စီကိုရောက်ပါလိမ့်မယ်ကဲလက်ချက်ပဲလက်ချက်ရသွားပြီမှတ်ချက်ပါနောက်နံပါတ်6ကြတော့အပြစ်ကင်းမှုအားနေလိုများတင်အားကြီးပွားချမ်းသာအောင်မြင်ပြီ ငါကိုယ်စိတ်ကိုစောင့်ကြည့်တာငါအပြင်းအောင်နေမယ်ဆိုတဲ့သဘောတရားလေးပေါ့အမှန်ပါအဲ့ဒီစိတ်ကလေးနဲ့နေမယ်ဆိုလို့ရေကို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 အမြဲတမ်းသတိပေးနေတာဆိုတော့လေအဲဒီပြောမယ်ဆိုရင်လောကအပြစ်ဓမ္မအပြစ်ပေါ့လောကအပြစ်ဆိုတာအဲပတ်ဝန်းကျင်မှာဖြစ်တတ်တဲ့အပြစ်တွေဓမ္မအပြစ်ဆိုတာအကုသိုလ်အပြစ်တွေပေါ့အဲ့ဒီအပြစ်တွေလည်းကင်းမှာပေါ့အဲကြောင့်လို့ဩငါအပြစ်ကင်းအောင်နေမယ်အပြစ်ကင်းအောင်နေမယ်လို့စောင့်တည်ထားတဲ့လူဟာကြီးပွားချမ်းသာဖို့ တို့တက်ဖို့အောင်မြင်ဖို့ပဲရှိပါတယ်တဲ့သူကမကြဆုံးပါဘူးတဲ့အဲဝင့်စီတယ်တဲ့ကိုကိုကအပြင်းကင်းအောင်နေလို့လက်စိတ်တွေရောရှိကြသေးရဲ့လားပေါ့အဲဆိုပြအာမင်းဆိုပြဝင့်စီတွေကကိုကိုကအပြင်းကင်းအောင်နေနေကြတာဗျာဆိုတော့အဲဒါဆိုဝင့်စီတွေအမြဲကြီးပွားနေမှာပဲတဲ့ချမ်းသာနေမှာပဲတဲ့အောင်မြင်နေမှာပဲတဲ့နံပါတ်6အချက်နံပါတ်9အချက်ကြတော့ပညာရှိအမျက်နှာညာ ကြီးပွားတိုးတက်ချမ်းသာအောင်မြင်ပြီးပညာတော်တဲ့လူတွေရှိတယ်။ဟုတ်တယ်မလား။နောက်ပြီးအကျင့်တိလာကောင်းတဲ့သူတော်ကောင်းတွေရှိတယ်။အဲဒီပုံကိုယ်တွေကိုခန္ဓာအတိတ်ကနေမြတ်မြတ်လို့လို့ရှိရမယ်လို့လို့လားလားရှိရမယ်။အဲဒီအချက်ကလည်းပဲတော်တော်ပဲအရေးကြီးတယ်လေ။အဲတော်တော်ပဲအရေးကြီးတယ်။ဒါကြောင့်ပညာတော်တဲ့လူတွေအရေးချင်းရှိတဲ့လူတွေဆိုလို့ရှိရင်ညံ့လို့ရတယ်။ ။အဲနောက်ပြီးတော့ကိုကျင်တရားကောင်းတဲ့သူတော်ကောင်းတွေဆိုလည်းပဲတန်ဖိုးထားရမယ်။နောက်သူတော်ကောင်းစင်းတဲ့မှာအကြီးဆုံးကတော့ဘုရားတရားတန်ခါယရဏမြတ်သုံးပါပေါ့။အဲဒီယရဏမြတ်သုံးပါကိုယုတ်တိလေးမြတ်ကိုင်းဆိုင်ပြီးတော့ကောင်းမှုတရားကုသိုလ်တရားတွေကိုကြိုးစားပြီးတော့နေထိုင်မယ်ဆိုလို့ရှိရင်ကိုပြုတဲ့ကောင်းမှုတွေကြောင့်ဘေးရန်ကြီးကင်းတဲ့ကင်းလိမ့်မယ်အတိုင်းအခိုက်အနာအဆက်တွေကင်းတဲ့ကင်းလိမ့်မယ် ဒီတော့မိမိရဲ့သွာလန်းလာလန်းရဲ့ဖြောင်းပြတဲ့ဖြောင်းပြီးတာယာတဲ့တာယာပြီးတော့မင်္ဂလာပေါင်းတဲ့ပြည့်စုံကျက်တေပေါင်းတဲ့ပြည့်စုံပြီးတော့ရင်းအေးတဲ့ဘဝကိုပိုင်ဆိုင်လိမ့်မယ်။ကြောင့်ဘုရားတရားသံဃာယတနာမြတ်သုံးပါးလက်ကင်တာပညာရှိတော်ကောင်းတွေကိုမြတ်လို့ပြီးတော့ကောင်းမှုတရားကုသိုလ်တရားတွေနဲ့တိုးပွားတဲ့တိုးပွားအောင်ကြိုးစားပြီးတော့နေပါလေ။ဒါအပရိဟာနိယတရားအကြီးပွားတိုးတက်ကြောင်းတရားခုနှစ်ပါးလို့ခေါ်ပါတယ်။ဟုတ်ပါဘူး။ ကြည်ပွားတွတ်တဲ့ချမ်းသာအောင်မြင်ကြောင်းတရားခွန်ပါနောက်တစ်မျိုးပြောမယ်ဆိုရင်မဆုတ်ယုတ်ကြောင်းတရားအဲ့ဒါဘုရားဝတ္တာကာလပုံတော့စောင့်ကြည့်ဒီအချက်လက်တွေရှိနေသေးရွေးဝိစီတွေကိုဘာမှထုတ်လို့မရဘူးတဲ့ဝိစီတွေကအမြဲတမ်းအောင်မြင်နေမှာပဲတဲ့ကဲဒါကြောင့်တို့တို့မန္တလန်တက္ကသိုလ်ကြီးတဲ့အမြဲတမ်းအောင်မြင်နေဖို့ရာဒီမှာရာသူအကြီးဆုံးဖြစ်တဲ့ဒေါက်တာတော်မင်းမင်းကြီးနဲ့တကွအောက်ကမိမိရဲ့ယာဓုအာနာယာဓုဌာနတရတွေအလိုက်ပေါ့နော်နေကြထိုင်းကြပြီးတော့ တော်ကောင်းတရားတွေကျင့်သုံးကြမယ်ဆိုလို့ရှိရင်ဒါပြောလို့ရှိရင်ချမ်းသာတာငြင်းငြင်းရေးနဲ့နေနိုင်ကြမှာပဲအဲ့ဒါနေရတဲ့အခိုက်အတန့်မှာတရားနဲ့တရားအပြားလားချစ်ခင်နှွေးထွေးဖေးပါကူညီဝိုင်းဝန်းရိုင်းပင်ပြီးတော့နေကြပါအဲ့လိုနေကြမယ်ဆိုလို့ရှိရင်တော့ဒါဘေးရန်ဒီကင်းတဲ့ကင်းပြီးတော့အင်အားတွေရှိတဲ့ရှိတာပေါ့အင်အားတွေရှိတဲ့ရှိတာပေါ့အဲ့ဒါအင်အားတွေရှိတဲ့ရှိပေါ်ရအချင်းချင်းတယောက်နဲ့တယောက်အပြားလားမိကောင်းဆွေကောင်းဖြစ်ပြီးတော့နေကြပါ နော်ကြီးတဲ့သူကလည်းကြီးတဲ့သုံးခေါလို့မြင်တဲ့သူကလည်းမြင်တဲ့သူပေါ့နော်မနေ့ကကျပါတော့တိုင်းကနာလူမျိုးများစွန့်ရင်ဖုန်ပြုံးကိုတက်ကတော့မှာတဏှာရီလောက်တရားဟောခဲ့တာချမ်းသာ12မျိုးဆိုဟောတယ်အဲဘာသာမချမ်းသာ12မျိုးထဲမှာနံပါတ်1ချမ်းသာပါလဲဆိုလို့ရှိရင်သူကကိစ္စကြုံနေရင်မိတ်ကောင်းရှင်တင့်တွင်ချမ်းသာပြီးဘူး ကိစ္စတွေပေါ်လာပြီဆိုလို့ရှိရင်မိကောင်းလို့လေဆွေကောင်းလို့ကိုယ့်ဘက်ကရက်ပေးမယ်လို့လို့တယ်ကိုယ့်ဘက်ကဝမ်းဝမ်းပေးမယ်လို့လို့တယ်ကိုယ့်ဘက်ကဖိတ်ပတ်ပေးမယ်လို့လို့တယ်ကိုယ့်ဘက်ကဟန်ကိုဟိုင်းနေတာဒီလိုဒီလိုလေးဒီလိုမျိုးအားမလိုက်လို့တော့ဘာလို့ဒီလိုဒီလိုနေ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 ပေးမယ်ဝမ်း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 နဲ့ဒီရောက်လို့လားအရေးကြီးဆုံးပဲအခုခေတ်မှာဆိုလို့ရတယ်အကုန်လုံးပြဿနာအကဲကဲတွေကကျုံတတ်တယ်လေဆိုရင်ဒီအောင်တဲ့ဖြစ်ချင်းတော့မရတာလေအများကြီးလို့ပြီးတော့ဝမ်းဝမ်းရိုင်းပြီးတော့ ူညီဖေးမှပြီးတော့ဖြည့်ရှင်းရအောင်။အဲဒါဒီလိုဖြည့်ရှင်းရတဲ့ဆောင်ကကိုယ့်ဘက်ကရဖို့ရလူလိုလေလေဟုတ်တယ်မလားမဲသေးဖို့တော့လိုလေမလား။အင်းဒါကြောင့်မိတ်ဆွေတွေတကယ်ချင်းတွေပေါ်လာလေဟောအဝင်းဝိုင်းနေဖြစ်အောင်ကိုကိုကိုနေရမယ်တယောက်တည်းဆိုလို့ချင်းပြောမစရနေရတာစိတ်မလုံးချုံဘူးခွက်နဲ့အစည်းနဲ့အဝန်းနဲ့အဝိုင်းနဲ့အပေါင်းနဲ့အသင်းနဲ့ဆိုလို့ရှိရင်တော့သူကသူအလိုလိုတချို့ပြဿနာတွေကဖြေရှင်းကြမလို့ပဲနဲ့ share သွားပွဲသွားပြီးတော့ပြင်နေသွားတာ။ ဒါကြောင့်မနေ့ကနေစာပြီးတော့အစစရရအစင်းလေးအစစရရတာယာငိမ့်အေးပြီးတော့ဒီမန္တလာတက်ကတော့ဘာမောခကျောဘောကမှာရှင်ရတတာနဲ့ဒီမိမိရဲ့အကျိုးအဲမန္တလာတက်ကတော့ကြီးရဲ့အကျိုးအတိုင်းပြီးဘာသာသာသနာရဲ့အကျိုးကိုချမ်းသာငိမ့်အေးဆိုတာတည်ဖို့နိုင်ရနောက်ဆုံးအချမ်းသာကြီးချမ်းသာရပြီးတော့နိဗ္ဗာန်ချမ်းသာကိုမြတ်မကြကိုစီကိုကမျက်မှောက်ပြုလည်နိုင်ကြပါစေ ဒီဇာတ်ကဒီဇာတ်ဆံအမြောက်လိုက်ဆိုဒီဇာတ်ချာဣဒံမေပုံညာနိဗ္ဗာန်တ္တနိဗ္ဗာန်တ္တပစ္စယောပစ္စယောဟောတုဟောတုအရှင်ဘုရားအရှင်ဘုရားဒိယံကင်းကြောင့်ဒိယံကင်းကြောင့်ချမ်းသာကြောင့်ချမ်းသာကြောင့်ဒီပါတုတ်တက်ကြောင့်ဒီပါတုတ်တက်ကောင်းမှုမင်္ဂလာဖြစ်ပါစေခြင်းဖြစ်ပါစေခြင်းအကျိုးမှာအကျိုးမှာဘင်္ဂါရောဘင်္ဂါရော အရှင်မြတ်တို့အားတွင်ဖြစ်၍နေရအပ်တော်ကိုခြင်းခြင်း၍ယုတ်သေးစွာသုဒ္ဓမာရှင်ဘုရားရှင်ပြားတို့ဤရှင်ပြားတို့ဤသံတော်မောမသံတော်မောမကရဏဂုံသုံးပါးနဲ့ကရဏဂုံသုံးပါးနဲ့အာဝတိလကိုအာဝတိလခံယူဆောက်တည်ကြပြီ၍ပြိတရားတော်မြတ်တို့ကိုပြိတရားတော်မြတ် နာယူကြည်ညိုကြပါကုန်၏နာယူကြည်ညိုကြပါကုန်၏သောင်းနှင့်တကွာသောင်းနှင့်တကွာကျောင်းအလှူတော်ကျောင်းအလှူတော်ပစ္စည်းလေးပါအလှူတော်တို့ကိုပစ္စည်းလေးပါအလှူတော်တို့ကိုရေစက်သွန်းချ၍ရေစက်သွန်းချ၍သူရာပါရှင်ဘုရားသူရာပါရှင်ဘုရားဒီကောင်းမှုတို့ကြောင့်ဒီကောင်းမှုတို့ကြောင့်ဝေးရန်ကင်းกว่าဝေးရန်ကင်းกว่าရှင်ရန်ကင်းกว่าရှင်ရန်ကင်းกว่าချမ်းသာကြ၍ချမ်းသာကြ၍ဆန္ဒသာသာဆန္ဒသာသာဝေထိုင်နိုင်ကြ၍ဝေထိုင်နိုင် ယနေ့ပံကိုယနေ့ပံကိုပြင်းပြစွာပြင်းပြစွာမျက်မှောက်ပြုရပါလို့ဤမျက်မှောက်ပြုရပါလို့အရှင်ဘုရားဒီကောင်းမှုတို့ဤကောင်းမှုတို့ဤအဘောဘာကကိုအဘောဘာကမိဘအဘိုးဘွားမိဘအဘိုးဘွားဖေမျိုးများအဖေမျိုးများအမြဲအမေဝေပါ၏အမြဲအမေဝေပါ၏

အကျဉ်တော်တို့အားဘေးရန်ကင်းအောင်ဘေးရန်ကင်းအောင်သံတအောင်ပေါင်းစွာမသွေးဆောင်းလျှောက်နိုင်ကြပါစေကုန်တည်းဆောင်းလျှောက်နိုင်ကြပါစေကုန်တည်းသုံးဆက်တဘုံအလုံးစုံသောသတ္တဝါတို့အားလည်းအမြတ်ပေးဝေပါ၏အမြတ်ရကြ၍ချမ်းသာကြသည် 西下八吉东，阿鲁，恰恰的呀，呀呀呀，雄鸡报春到，阿鲁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 ，恰恰的呀，呀呀呀，雄鸡报。 တသာသနံစိရံဒေသတုတောညေယုဆိုပြီးဒေသံပြုကြဆိုဘုဒ္ဓံအာနံစိရံဒေသတုဘုဒ္ဓံအာနံစိရံဒေသတုဘုဒ္ဓံအာနံစိရံဒေသတုသာဓုသာဓုသာဓုအလုံးဘေးရန်ပေါင်းပါခင်ဝေလို့ချမ်းသာကြပါစေ Yeah. ေချမ်းသာပါစေ။ဒီကောင်းမှုတွေကတာဒုမမနာပတ်စံနဲ့မြင့်မြတ်သောဘုံဘွားတို့၌ချမ်းသာတာကာမရာဆန္ဒနဲ့ပါပဲ။ဒီနေ့တော့ကျွန်တော်စပွဲဝိုင်းချမယ်။